မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအနေနဲ့မြန်မာနိုင်ငံယခုအချိန်နဲ့ရောက်ရှိရခြင်းမှာစစ်တပ်၏အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံမဲအတင်းလွတ်တော်ခေါ်သည့် NLD ကြောင့်ဟုစံဖို့ခင်အပြစ်တင်ပြန်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအနေဖြင့်ယခုကဲ့သို့အချိန်မျိုး ရောက်ရှိရခြင်းမှာစစ်တပ်၏အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွှတ်တော်ခေါ်ရန်ကြိုးပမ်းခဲ့သည့် NND ចောင်းဖြစ်ကြောင်းចမ်းဖို့ပါတီဥက္ကဋ္ဌခင်ကအပြစ်တင်ပြောဆိုလိုက်ပါတယ်နေပြည်တော်ဇေယျသီရိမြို့နယ်တွင်လာရောက်ခိုလုံနေသောကျန်းဖို့ပါတီအဆက်နွယ်စစ်ပေးရှောင်များကိုထောက်ပံ့ကူညီမှုများပေးသည့်အခမ်းအနားတွင်ခင်ကြီးကထို့သို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါသည်စစ်ပေးရှောင်ရသည့်အကြောင်းရင်းကိုတေချာစွာပြန်စင်းစားကြည့်လျင်2020ရွေးကောက်ပွဲမတိုင်မီကာလနိုင်ငံတော်အလွန်အေးချမ်းကြောင်း တောရတွင်2020ရွေးကောက်ပွဲပြီးစစ်တပ်၏အကြမ်းကြီးညှိနှိုင်းမှုကိုလက်မခံခဲ့ပေလွှတ်တော်ကိုစုခေါ်ယူရန်ကြိုးပမ်းသည့်အာနာရှိအဖွဲ့စည်းလုံရဲကြောင့်ယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုကျန်းဖို့ခေကဆိုပါသည်ကျန်းဖို့ခေက NLD ဟုတိုက်ရိုက်အမည်မတက်တော်လေတရက်ခံမှရင်းချိန်ကအာနာရှိသည့်အဖွဲ့စည်းဖြစ်သည်ဟုဆိုက NLD ဇိုတင်းလုံမှုကြောင့်ယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုပြောဆိုပါသည် ပြန်စင်းစားကြည့်2020ခုနှစ်ရွေးကောက်ပွဲရွေးကောက်ပွဲမတိုင်ခင်ချိန်တုန်းကအေးအေးချမ်းချမ်းပဲတွားကျင်တဲ့နေရာကိုတွားလို့မရဘူးလားအလူတန်းတွေလုံးလို့မရဘူးလားကလေးတွေကြောင်းပျော်ပျော်ရှင်ရှင်တက်လို့ရတယ်ကျန်တဲ့အသက်အန္တရာယ်ဆိုတာမရှိသလောက်ပဲအေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့နိုင်ငံကြီးကဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့အခြေအနေရှိတယ်သို့တော်လည်း2020ရွေးကောက်ပွဲကာလမှာအဲ့ဒီတော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေညှိနှိုင်းနိုင်နိုင်လှုပ်ရှားဖို့ပြန်လည်စစ်ဆေးဖို့ချိန်ပန် များစွာတောင်းဆိုပါတယ်သို့တော်လည်းအဲ့ဒီအချိန်တုန်းကအာနာရှိနေတဲ့အဖွဲ့စည်းကလက်မခံခဲ့ကြဘဲအတင်းအတမလွတ်တော်ခေါ်ဖို့လွတ်တော်ဖွဲ့ဖို့လုပ်တယ်လွတ်တော်ဖွဲ့ပြီဆိုရင်အစိုးရတက်တန်းတစ်ခုထပ်ဆောင်ရတော့မှာပေါ့ပြည်သူရဲ့အသေးစားကမဲတပြားဆိုတာကလည်းအတိတ်ပဲမရှိတော့ဘူးပေါ့အချိန်ချင်းညှိတော်လဲအတင်းလုတ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပါတရခန့်ဘသူလဲလို့မေးရင်အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အတင်းအတမဆောင်ရွက်ချက်ကြောင့်လို့ပြောရမှာပဲဟုချမ်းဖို့ခင်ကပြောဆိုခဲ့ပါတယ် ရှင်းဖြင့် NND တချို့မှာပြည်ပသို့ထွက်ခွာသွားပြီးမြေပေါ်တွင်လည်းလက်နက်ကင်တိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းထို့ကြောင့်တိုင်းပြည်လက်ရှိအခြေအနေမှာ NND ကြောင့်ဖြစ်ရခြင်းဖြစ်သည်ဟုခင်ကြီးကဆိုပြန်ပါတယ်အဖွဲ့အစည်းဝင်တွေတချို့တွေပြည်ပကိုထွက်ကြတဲ့မြေပေါ်မှာလက်နက်ကင်တောင်းချမ်းသူတွေပေါ်လာတဲ့ကျွန်တော်ပြောသလိုတိတ်ဆိတ်အေးချမ်းတဲ့ကျွန်တော်တို့နေမြေလေးကအကြမ်းဖက်လူတွေကြောင့်လက်နက်ကင်ပြိပခတွေပေါ်လာတဲ့သူတို့ကြောင့်ပေါ်ရတာကျွန်တော်တို့ပါတီဝင်တွေထောင်ကျော်အသက်ခံရတဲ့ရုံးတွေမြောင်များစွာမိရှို့ခံရတယ်ဟုခင် င်ကပြောဆိုပါတယ်။မင်းအောင်လိုင်းကလည်းနိုင်ငံလက်ရှိခြေနေရောက်ရှိရခြင်းမှာ NLD ပါတီကြောင့်ဟုမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုနေခြင်းကျန်းဖို့ခင်ကလည်းရင်းကဲ့သို့အမြင်သဘောတူညီစွာဖြင့် NLD ပါတီကိုအပြစ်ဖို့လာခြင်းဖြစ်ပါတယ်။2020ရွေးကောက်ပွဲပြီး NND ပါတီကပြတ်တက်မဲ့အနိုင်ရရှိချိန်မှာလဲစစ်တပ်ကဂျောင်းဝင်းရန်နဲ့အာနာသိန်းရဲ့ကျန်းဖို့ပါတီကဦးဆောင်ရင်း၎င်း၏နောက်လိုက်များနဲ့တူကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့တနိုင်ငံလုံးအပြည့်ရဲ့ဆဲစာချုပ်တွင်လက်မှတ်ထိုးခဲ့သည့်အဖွဲ့များမပါသေးတဲ့အတိုင်း NCA လုပ်ငန်းရှင်များဆက်သွားမည်ဟုအကြံဖက်ဆောင်မင်းထွန်းပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနိုင်ငံလုံးအပြစ်ခဲ့ရေးစိစာချုပ်တွင်လက်မှတ်ထိုးသည့်အဖွဲ့များမပါသည့်တိုင် NCA လုပ်ငန်းရှင်များဆက်သွားမည်ဟုအကြံဖက်စစ်တပ်၏ပြောခွင့်ရပုဂ္ဂိုလ်အကြံဖက်ဆောင်မင်းထွန်းကပြောဆိုပါရယမန်နေ့ NCA စနစ်ပြည့်အခမ်းအနားပြီးစစ်တပ်လောက်ကန်ဝါရပြည့်မီဒီယာများသို့၎င်းကထပ်ပါတိုင်းပြောဆိုခြင်းဖြစ်ပါရ NCA စာချုပ်ကိုစက္ကူစုံဖြစ်သွားပြီဆိုသောကြေညာချက်များတွေ့ရှိရကြောင်း NCA စာချုပ်သည်စက္ကူစုံမဟုတ်ဘဲနိုင်ငံတကာအသိသက်တွေများရှေ့မောက်တွင် လက်မဲ့ရီထုတ်ခဲ့သောစာချုပ်ဖြစ်ကြောင်းလက်မဲ့ရီထုတ်ခဲ့သောဖွဲ့စည်းများရှိနေသည့်များကာလပတ်လုံး NCA စာချုပ်ဆက်လက်တည်ရှိမည်ဖြစ်ကြောင်းအကြံဖက်စော်မင်းထွန်းကပြောဆိုပါသည် NCA စာချုပ်တည်နိုင်ငံတကာအသီးသက်တွေရဲ့ရှေ့မှာအလုံးက EEO တွေရဲ့သဘောတူညီချက်နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီအပြင်သူတို့ပြောသလို NCA စာချုပ်ကစက္ကူစုပ်ဖြစ်သွားစရာလည်းအကြောင်းမရှိဘူးဒီအဖွဲ့အစည်းတွေရှိနေသမျှကာလပတ်လုံး NCA စာချုပ် NCA ဂရီကဝတ်ဆိုတာရှိနေမယ် NCA ဆိုတာပြစ်ခတ်တိုက်ခိုက်မှုရစေးဆိုတဲ့ငြိမ်းချမ်းရေးဆိုတာတခုနဲ့တည်းမဟုတ်ဘူးသူတည်နိုင်ငံတည်ဆောင်ရေးတိုင်းပြည်တည်ဆောင်ရေးထိပါတဲ့အတွက်ကြောင့်မို့သူတို့လှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေဒီလုပ်ငန်းစဉ်ကဆက်လက်တည်ရှိနေမှာဖြစ် ်ပါရင်ဒီလုပ်ငန်းစဉ်ကြီးသည်ခုနကကျွန်တော်ပြောသလိုမရှိသေးတာတဲ့ရှိတဲ့ဟာကပိုကောင်းပါတယ်ဟုအချမ်းဘက်ဇော်မင်းထွန်းကပြောဆိုပါတယ်မြန်မာနိုင်ငံတွင်ဆရာနာတိမ့်ထားခြင်းနှင့်စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်နေခြင်းကြောင့်တိုင်းနိုင်ငံလုံးအပြစ်ခတ်ရစေရေး NCA စာချုပ်မှရဆိုင်သွားပြီးစက်ကူစော့တစ်ခုဖြင့်ရောက်ရှိသွားပြီးဖြစ်ကြောင်းကရင်မျိုးသား CNU ချင်းမျိုးသားတပ်ဦး CNF ပို့ PNL ABS DF NSB နဲ့ NDU တော်လိုက်တဲ့ပါဝင်တိုင်းသားလက်နက်ကိုင်ဖွဲ့6ခုကအောက်တိုဘာ23ရက်နေ့မှာစုပေါင်းကြေညာခဲ့ပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလဆင်အာနာသိမ့်မှုတင် NCA စာချုပ်၏အနှစ်သာရအခြေခံမှုများနှင့်ရည်မှန်းချက်များကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီးဖြစ်ပြီး NCA အကောင့်ထေဖို့မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကစက်ကူစုပ်တစ်ခုဖြစ်တော့ရောက်ရှိသွားစေကြောင်း NCA စာချုပ်ပေါ်ကျင်းဝတ်ဆောင်တင်းခြင်းမရှိဘဲအချိန်ချင်းချိုးဖောက်ခဲ့သောစေယုပ်စုကပြည်သူလူထုကိုအင်အားသုံးကပုံစံမျိုးမျိုးဖြင့်ပန်းချီနှိမ့်ဆက်တက်ပြတ်လာခဲ့သည်တာမကလေကြောင်းတိုက်ခိုက်မှုများပါဝင်ပြည်သူလူထုကိုအကြမ်းဖက်တက်ပြတ်မှုများနိုင်စဉ်ကျူးလွန်လျက်ရှိကြောင်းတိုင်းရင် င်သားနှင့်ဒေါ်လာရေးတက်ဖွဲ့6ခုကကြေညာခဲ့ပါတယ်။ စေယုစု၏ NCA အမေရိကန်ပြည်ပြုလုပ်တည်ဟန်ပြလုပ်ငန်းစဉ်များနှင့်စေယုစုမှ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ခဲ့၍ပြက်ပြဲသွားပြီဖြစ်သော2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှကျင်းပရန်ပြင်ဆင်နေသည့်အထူးရောက်ရွေးကောက်ပွဲတို့သည်ဆရာနာရှင်များကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိစေရန်ကြိုးပမ်းမှုသာဖြစ်ကြောင်းနိုင်ငံ၏အချက်အလက်နှင့်ပြည်သူလူထု၏ဆင်းရဲဒုက္ခများကိုဖြေရှင်းနိုင်မည်မဟုတ်ပေပြည်ပခများသာပို၍ရှင်းလျားစေမည်ဖြစ်ကြောင်းကြေညာထားပါသည် တိုင်းဒေသတွန်လည်ရေးတက်များအနေဖြင့်ရင်းရှိတီတန်းခံမြည်သည့်ငင်းချင်းဤဖြစ်ပေါ်စဉ်ရည်လန်းစားဖြစ်သည့်စစ်တပ်ကနိုင်ငံရေးတွင်ပါဝင်မှုမရှိစေရန်ပြည်ပခအတွင်မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရှိစေရန်နှင့် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲနိုင်ရန်အတွက်တွန်လည်တိုက်ပွဲဝင်နေကြသောတွန်လည်ဤအဖွဲ့အစည်းများနှင့်အတူတကွဆရာနာရှင်စနစ်ချုပ်ငြိမ်းပြီး Federal Democracy ပြည်ထောင်စုသစ်ထူထောင်နိုင်သည့်အထိတန်နိုင်ထံချဒီဇိုင်းမဲ့မဲ့တိုက်ပွဲဝင်နေမည်ဟုထုတ်ပြန်ကြေညာခဲ့ကြောင်းသိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဝရမ်ပြည်လူသက်စေယုစုကိုအာဆီယံစည်းဝေးများတက်ခွင့်လုံးဝမပေးတော့ရန်တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝရမ်ပြည်လူသက်စေယုစုကိုအာဆီယံနဲ့ပတ်သက်သောစည်းဝေးများသို့လုံးဝတရားခွင့်မပေးတော့ရန် Defend Myanmar Democracy DMD ကတောင်းဆိုလိုက်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းအာဆီယံနဲ့ဆက်ဆက်သောစစ်ဘက်ဆိုင်ရာစီဝေးများခန်းနာများနဲ့အခြားသောတွဲဆုံမှုအနည်းဆုံး38ခုတွင်စေယုစုကိုအာဆီယံကပါဝင်တက်ရောက်ခွင့်ပေးခဲ့တဲ့အပြင်ထိုစီဝေးများထဲမှစီဝေး၃ခုတွင်စေယုစု၏ကိုယ်စားလှယ်များကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခွင့်ရခဲ့ကြောင်းနှင့်အာဆီယံခေါင်းဆောင်များအနေနဲ့ရင်းနှီးဂုဏ်သိက္ခာချင်းမဲ့သောလုပ်ရမျာကိုရှောင်ကျဉ်ရန် တောင်းဆိုကြောင်း DMD ကဆိုပါတယ်စေယုစုသည်စက်တင်ဘာလတွင်အရက်သားပြည်သူများပေါ်ပြစ်မှတ်ထားသည့်လေးချောင်းတိုက်ခိုက်မှုများကြောင့်လူအများများသေဆုံးခဲ့ရကြောင်းစက်တင်ဘာလ၏နောက်ဆုံးလရက်တွင်မှပင်ကချင်ပြည်နယ်စရုံမြို့ချင်းပြည်နယ်ပလန်ဝါမြို့ရခိုင်ပြည်နယ်ရတိတောင်နယ်တန်တွဲမြို့နယ်စကိုင်းတိုင်း30မြို့ရှိကန်ထူးမရွာတို့ကိုစေယုစုကလေးချောင်းတိုက်ခိုက်ခဲ့ရာကလေးတငယ်များအပါအဝင်လူ20ဦးကသေဆုံးခဲ့သလိုအောက်တိုဘာလ6ရက်တရင်ကျော်လပြည်နယ်မှာ ချောင်းမြို့နယ်စီမီတပိတ်ပြုလုပ်နေစဉ်လေးချောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးများပါဝင်လူ20ကျော်သေဆုံးခဲ့ကြောင်းအာဆီယံသည်ထိုလူသက်ခေါင်းဆောင်များအတွက်အာဆီယံ၏စီဝေတွင်ထိုင်းကုန်နေရပေး၍တရားဝင်မှုပေးလျက်ရှိကြောင်းလည်းဒက်ဖက်မြန်မာဒီမိုကရေစီကဝေဖန်ပါသည်စေကောင်းဆောင်မင်းအွန်လိုင်းကမြမရေအာဆီယံဘုံသဘောတူညီချက်၅ရက်ကိုလက်မှတ်ရေးထိုးအတည်ပြုထားပြီးလိုက်နာဆောင်ရွက်မှုလုံးဝမရှိသဖြင့်အာဆီယံကထိပ်သီးအစည်းအဝေးများတက်ရောက်ခွင့်ပိတ်ပင်ထားကြောင်းသိရှိရပါသည်။